Hello မင်္ဂလာပါတာရတမရရေဒီချေရေ great for တခြားတန်းလေးကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီချေတို့ဒီနေ့ဗီဒီယိုထဲမှာဆိုရင်ဆာမျက်နှာမဟာကိုတော့လိုက်ကြရအောင်เนาะအဲ့တော့တာရတမရရေဖတ်စာအုပ်တင်ချာဖတ်စာအုပ်ရဲ့ဆာမျက်နှာငါးကိုတော့ပြပါရှင် Okay အဲ့တော့ဒီဆာမျက်နှာငါးမှာဆိုရင်ဒီချေတို့ဘာအကြောင်းတင်ရမလဲဆိုတာကိုမပြောခင်မှာအရှိမဒီချေတို့ဘာအကြောင်းနေတင်ခဲ့လဲဆိုတာကိုပြန်ပြောကြမယ်အဲ့တော့တာရတမရရေအရှိမတော့ငါဒီချေတို့ကအာတကယ်ရဲ့စေစာကိုစေကလေးလို့ခေါ်ရဲဆိုတာတင်ခင်ကြရဲเนาะ ခုဒီမှာဆိုလို့ရှိရင်တော့အဲ့ဒီ10ကတိရဲ့10ဇနော်10ကတိရဲ့10ဇကိုဘာလို့ခေါ်လဲဆိုရင်တချေရိုတွေကတရားကတိလို့ခေါ်ပါတယ်ရှင်တရားကတိလို့ခေါ်ပါတယ်အဲ့ဒီတရားကတိကိုရေးခြင်း1 3 6လုံးနေရေးရပါတယ်ရှင် ရမလားအဲ့တော့ပြန်ပြောမယ်တကယ်ရရဲ့ဆယ်စာဟိုဒီချေရူကတရားကလေးလို့ခေါ်ပါတယ်အဲ့ဒီတရားကလေးကိုရေးခြင်းရင်3ည6လုံးနဲ့ရေးရပါတယ်ရှင်အဲဆိုရင်တရုသမလို့ရေအာနှုတ်စာတွေเนาะလေ့ကျင့်ခန်းစာကလေးကိုထုတ်ပေးပါရှင်အဲ့ဒီမှာဒီချေရူနှုတ်သွားမှတ်ကြရအောင် Okay ဟုတ်ပြီထုတ်ပြီးသွားပြီလားဟဲ့ အဲ့တော့ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချေတို့က10ဂတိ10ဂတိဆိုတော့ခု10ရာထောင်တောင်းသိန်းတန်းဂတိပြီးတော့10ဂတိအဲ့ဒီ10ဂတိဤဘဏ္ဍစလဲ10စ Okay အဲ့ဒီ10ဂတိရဲ့10စအောင်ဒီချေတို့ကဘာလို့ခေါ်တယ်လဲဆိုရင်တရာဂတိလို့ခေါ်ပါတယ်တရာဂတိ ဟုတ်ပြီအဲ့ဒီတရားကလေးကိုရေးခြင်းဒီကျေတို့ဘယ်လိုရေးရလဲဒီမှာက၃ညဘယ်နှလုံးလဲ1 2 3 4 5 6 8 8လုံးသူ့ကိုစဲစမ်းလုပ်လိုက်တော့6လုံးဖြစ်သွားမှာပေါ့နော်အဲ့တော့1 2 3 4 5 6 8 8လုံးဆိုပြီးတော့တော့မှာ1သူ့ကိုရေးခြင်းရင်1 3ည6လုံးနဲ့ရေးရပါတယ်ရှင်အဲ့ဒါလေးကိုဒီချေကို notes လေးမပြီးထားပါအောင်ဟောအရန်လာအောင်ဟဲ့လား မင်းတို့ကပေးတယ် link နဲ့လုတ်ပြီနော် โอเคแกเออดีเจรุกาเซกะรีเยเซซากาเตยากะรีสุราตีต้อไปสุยดีเสียกั่วกะรีโอดีเจรุกั่วละลีဖြည့်ကြပါမယ်အဲ့တော့ဒီเจรุဒီกั่วละလေးကိုမဖြည့်ခင်ပါเจรุ grade 4မှာဘာကြောင့်နေတင်ငယ်လဲပြန်ပြောကြရအောင် grade 3မှာတော့ငါဒီเจรุအသက်သိန်းဒီဂိမ်းနေတင်ငယ်တယ်အခု grade 4ကျတော့သက်သိန်းအထက်ဂိမ်းနေတို့ဒီเจรุတင်ငယ်ကြတယ်အဲ့တော့သက်သိန်းရဲ့เซซากาတရုတမလို့ရေဘာဂိမ်းလေးလဲသက်သန်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီသက်သန်းရဲ့เซซากาဒီเจรุဘာလို့တင်ငယ်လဲတကယ်ဒီလို့တင်ငယ် ပါတယ်အဲ့ဒီဒဂရီရဲ့စေစားကအရှိအဗီဒီယိုမှာပါတယ်တိတ်30ဂရီဖြစ်ပါတယ်အခုအဲ့ဒီ30ဂရီရဲ့စေစားကဘာကြီးလဲဆိုရင်တရာဂရီဖြစ်ပါတယ်အဲ့တော့ဂိမ်းလေးတွေကိုဒီချေတို့ကစေစားလို့လို့ရှင်အနောက်ကနေ၃ညကလေးတွေ၃ညတစ်လုံးထည့်ပြရပါတယ်နော်အဲ့ဒါလေးတွေကို ကျေလို့ပြောခဲ့ပြီးသွားပါပြီရှင်။အဲဆိုရင်ဒီနံပါတ်9ကိုပြောကြရအောင်ဟိ။အဲ့တော့ဒီမှာနံပါတ်9ကိုတွက်ဖို့အတွက်ဒီချာအပေါ်ကဇာလေးကိုကိုကားမှုလေးယူပါမယ်။အဲ့တော့နံပါတ်ကကြီး။ညီတိကိန်းတိတသိန်းဤတရာစဖြစ်တယ်နေတယ်။ဒီချေရုက10စဆိုရင်အနောက်က3ညာတစ်လုံးထည့်မယ်။တရာစဆိုရင်3ညာဘယ်နှလုံးထည့်မှာလဲ။နှလုံးထည့်မှာပေါ့။ဟုတ်ပြီအဲ့တော့ကိန်းကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိန်းနဲ့ရေးပြရပါမယ်ရှင်။အဲ့တော့တသိန်းဤတရာစအဲ့တော့အပေါ်ဇာရောက်ကမှလည်းတွက်ကြည့်လို့ရပါတယ်ရှင်။တသိန်းကဒီမှာပါ အဲ့ဒီတသိန်းရဲ့တရာစဆိုတော့10စားနှစ်ခါအဲ့တော့ဘာကိန်းလေးဖြစ်မလဲဒီကျဲတို့အာတကယ်လေးဖြစ်ပါမယ်အဲ့တော့ဒါကဇေယျကွက်ပါပါအဲ့တော့တသိန်းလေးကိုဒီကျဲတို့ရေးကြည့်ကြရအောင်ဟဲ့ခု10ရာထောင်တောင်သိန်းနေရာမှာ1သူ့ရဲ့တရာစဆိုတော့အနောက်ကတုံညာနှလုံးထည့်ပြီးလိုက်ပေါ့ဟုတ်ရဲ့လားခု10ရာထောင်တောင်သိန်းတန်းကလေးတစ်ခရီးဖြစ်သွားပါပြီရမလား โอเคအဲ့တော့နမခခွေးဟိမိတိဂိန်တိတက်ကလေးဤတရားစဖြစ်တယ်နိအဲ့ဒီတက်ကလေးရဲ့တရားစအဲ့တော့တက်ကလေးရဲ့တရားစဆိုရင်ဒီခြေရောအနောက်ကနေ၃ညပဲနှလုံးထည့်ပြီးမှာလေနှလုံးထည့်ပြီးလိုက်ရောမယ်โอเคဒီမှာက1 2 3 4 5 6 8 9 10 9 10နှလုံးတော့90 100 1000တောင်းတဲ့ တန်ဂရီနေရမှာသူ့ကိုတရားစားထဲတော့ အနောက်ကတုံညာနှလုံးပေါ်ဒါပါပဲအဲ့တော့ဇယောက်ကွက်ကိုသွားကြည့်ကြရအောင်ပါရုတမလို့ရေဒီမှာလေတစ်ဂရီတစ်ဂရီရဲ့တရားစားဆိုတော့10နှစ်ခါအဲ့ဒီဂိမ်းလေးကိုဘာလို့ခေါ်တယ်လဲ တရားဂရီလို့ခေါ်ပါတယ်ပြောကြည့်မယ်နော်ခု10ရာထောင်တောင်သိမ့်တန်းဂရီစေဂရီရာဂရီတရားဂရီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပြီးသားရင်နမကငဟိတဆေဂရီတည်တဲ့တတန်းဤအစဘလောက်ရှိတယ်လဲတဲ့အဲ့တော့တဆေဂရီတဲ့တရုတ်တမလို့ရင်တဆေဂရီကိုသွားကြည့်ရအောင်ဟိတဆေဂရီရတာပေါ့တတန်းကဘာမှလဲဒီမှာပေါ့ ဟုတ်ပြီเนาะအဲ့တော့တသန်းရဲ့ဘဏ္ဍာစလဲစေစာတရားစဖြစ်ပါတယ်ရှင်အဲ့တော့တသန်းရဲ့တရားစပါအဲ့တော့တရားစပြမလား ဟုတ်ပြီเนาะโอเคအဲ့ဆိုလို့ရှင်တတန်းရဲ့စေစားကတကယ်ဒီတကယ်ရဲ့စေစားကတရာကတိဖြစ်ပါတယ်เนาะအဲ့ဒါကြောင့် sorry စေကတိဖြစ်ပါတယ်အဲ့တော့စေကတိကတတန်းရဲ့ဘယ်နှစလဲဆိုရင်တရာစဖြစ်ပါတယ်เนาะအဖြေလေးကိုဒီချေရေးတယ်လို့ပုံမှန်ရဲ့အနောက်မှာပဲရေးပြပါရှင်ပြီးတော့နမကကြီးညီတိကိန်းတိတတန်းဤတထောင်စဖြစ်တဲ့နေဝေါစေစားဆိုရင်တဆင့်တရာစဆိုရင်နှစ်ဆင့် တထောင်စားဆိုတော့၃၀ဖြစ်ပါတယ်ရှင်ဟုတ်ပြီအဲ့တော့လဇယောက်ကိုတတ်ကြည့်ကြမယ်ဟိအဲ့တော့မြည်တိကိန်းတိတတန်းဤတရားစားအဲ့တော့တီချာတို့ကတတန်းကိုသွားမယ်ဟိဒါလေးကတတန်းတတန်းဤတရားစားမဟုတ်တထောင်စားအဲ့တော့ဒါက၁၀စား၁၀စေလေးကတရားတရား၁၀လေးကတထောင်ဖြစ်ပါတယ်ရှင်အဲ့တော့တတန်းရဲ့တထောင်စားကဘယ်လောက်လဲတရားကလေးဖြစ်ပါတယ်ဘယ်လောက်တုံးတရားကလေး ရမယ်နော်အဲ့တော့တရားကလေးကိုရေးရအောင်တရားကလေးက1 3 6လုံးဖြစ်ပါတယ်နော်အဲ့တော့ဒီချင်းခုခုစေရာနေပြီးမှရေးပြမယ်မင်းတို့အဲ့တော့ခုစေရာထောင်းတောင်းသိန်းတန်ကတိစေကတိရာကတိနေရာမှာတစ်ပါရှင် ဟုတ်ပြီနော် တောင်ညာ9လုံးဟုတ်လားမဟုတ်လားရေးကြည့်ပါအောင်1 2 3 4 5 6 8 9ဟုတ်ပါတယ်ရှင်အဲ့တော့နမငါတရားဂတိတိတသိဤအစဘလောက်လဲတဲ့ဟဲ့တရားဂတိတရားဂတိဆိုတော့ဓာကြီးပေါ့အဲ့တော့ဒီတရားဂတိကတဲ့ တသိန်းရဲ့အစားဘယ်လောက်လဲတဲ့တသိန်းကိုသွားကြည့်ဟိုးတသိန်းရဟိုးအပေါ်မှာရှင့်အဲ့တော့တသိန်းဤဆိုတော့တသိန်းရနေစရည်မယ်၁၀စား၁၀စဲလီက၁၀၀၁၀၀တထောင်၁၀၀၀လီကဘယ်လောက်လဲပြောပါအောင်တသောင်းမော်အဲ့ဒါဆိုဘယ်နှစရုံတသောင်းစဖြစ်ပါရဲ့ရှင့်ခူးစဲရထောင်းတောင်းနေရအမှ၁တသောင်းစဖြစ်ပါရဲ့ရှင့်ရမလား ။ဟုတ်ပြီနော်။အဲဆိုရင်တော်တော်တမလို့တွေကတသိန်းကနေပြီးတော့တရာကလေးတိဂိတ်နေတွေဘလို့ဖြစ်ပေါ်လာတယ်လဲ။တသိန်းရဲ့ဆယ်စားကဘလောက်လဲ။တရာစားကဘလောက်လဲဆိုတာကိုဒီကျဲတို့ကဇယားခွက်လေးကနေတစင်ပြန်ပြီးတော့မှ review လေးပြန်လုပ်ပြီးသွားပြီနော်။ဟုတ်ပါပြီရှင်။အဲဆိုရင်ဒီကျဲတို့ကအောက်ပါမိကုန်များကိုဖြည့်ပါ။အောက်ပါမိကုန်များကိုဖြည့်ပါ။ကဲဒီမိကုန်လေးဖြည့်ကြရအောင်ဟဲ့။သိန်း60ကိုဂိတ်ဖြင့်ပေါ်ပြပါ။သိန်း60အဲ့တော့သိန်းနေရာမှာ60ဖြစ်ရပါမယ်နော်သိန်း60အဲ့တော့ဒါတို့တမလို့ဘယ်လိုလေးလုပ်မလဲ ဒါလေးကတသိန်းအဲ့တော့ဒါဆိုလို့ရှင်ဒါ10သိန်းမဟုတ်ဘူးဒါ10ဆောင်အဲ့တော့သူ့နေရာမှာ60ဖြစ်သွားမှာပေါ့ဟုတ်ပြီเนาะအဲ့တော့60သိန်း okay ဆိုလို့ရှင်ဒီချေတို့ကသိန်း60ကိုဒီချေကကိန်းနဲ့ရေးပြပါမယ်ရှင်အဲ့တော့အပေါ်ကဟာကိုအသုံးမပြုဘဲနဲ့သိန်း60ကိုကိန်းနဲ့ရေးပြပါမယ် okay အဲ့တော့စပြီဟေ့လိုက်ကြည့်เนาะ90ရာထောင်တောင်းသိန်းနေရာမှာတစ်ခါလဲ60ရေးလိုက်ပါသိန်း ဒါပဲအဲ့တော့အဲ့ဒီကိန်းကခု10ရာထောင်တောင်းသိန်းတန်တန်6တန်းဖြစ်ပါတယ်ဘာဖြစ်လို့လဲ10သိန်းကတတန်သိန်း60 3 60ဆိုတော့6တန်းပေါ့ရမလားဟုတ်ပါပြီရှင်အဲ့ဆိုရင်25တန်းအဲ့ဒါကိုတိကျအလွယ်ကြီးပြပါမယ်ရှင်25တန်းဆိုတော့ခု10ရာထောင်တောင်းသိန်းတန်းနေရာမှာတိကျ25ကိုတစ်ခါလေးရေးလိုက်ပါမယ်ရှင် โอเคအဲ့ဒီကိရာဘာကိနဲ့ကြည့်မယ်ခု10ရထောင်တောင်းသိန်းတန်ကတိနှစ်ကတိ5တန်းဖြစ်ပါတယ်ရှင်ရမလားအဲ့တော့ဘာဖြစ်လို့လဲတိချေတို့က10တန်းက1တကတိ20တန်းဆိုတော့1ကတိဒီဘက်က5တန်းက5တန်းပေါ့အဲ့ဒါကြောင့်1ကတိ5တန်းဖြစ်ပါတယ်နော်โอเคနမကငယ်ပါရှင်ခက်ဒီကိန်းဒီကအတန်းဘလောက်ရှိတလဲတဲ့ခု10ရာထောင်တောင်းသိန်းတန်ဂရီ လေးကလေးနှစ်တန်းကတန်းဘလောက်ရှိတယ်လဲလို့ပြောနေတယ်အဲ့တော့ဒီချိန်ကလွယ်လွယ်ကူကူလေးဖြစ်အောင်လို့ခု10ရာထောင်တောင်းသိန်းတန်းနေရာမှာဒီချက်တစ်ခါတည်းစုလိုက်မယ်ဟိအဲ့ဆိုဘယ်နှစ်တန်းလဲ52တန်းရမလားအဲ့တော့ပြန်ပြောမယ်တစ်ကလေးက10တန်းနှစ်ကလေးဆိုတော့20တန်း ၃ဂရီဆိုရင်30တန်း၄ဂရီဆိုတော့40တန်း40တန်းရဲ့ဒီက2တန်းရဲ့ဆိုတော့42တန်းပေါ့သဘောပေါက်လားအဲ့တော့တမယိုးကြနီးလေးကိုလည်းဒီချက်ပြောပြရဲအလွယ်တကူလုပ်တဲ့နီးလေးကိုလည်းပြောပြရဲနော်ခဲနံပါတ်ကကြီးဟိဒီပေးထားတဲ့ဂိမ်းကဂရီဘယ်လောက်ရှိတလဲတဲ့အဲ့တော့ကြည့်မယ်ခု10ရာထောင်တောင်းသိန်းတန်းပြီးရင်ဂရီလာမှာဂရီနေရာမှာကျန်တဲ့ဂိမ်းကိုဝိုင်းလိုက်ဟိအဲ့တော့ဘယ်လောက်လဲ35 တတိဖြစ်ပါတယ်ကေဟောဘီအဲ့တော့ဒီကိန်းလေးကခု10ရာထောင်တောင်းသိန်းတန်းဂရီစေဂရီ35ဂရီเนาะအဲ့ဒီ35ဂရီကတချေတို့ကစေဂရီကဒီဂရီအဲ့တော့20ဂရီက2ဂရီ30ဂရီဆိုတော့3ဂရီ3ဂရီရဲ့เนาะ3ဂရီ30ဆိုတော့3ဂရီပြီးတော့ဒီမှာက 5ဂရီနဲ့เนาะအဲ့ဒါကြောင့်မို့လို့30ရေ5ရေဆိုတော့35ဂရီဖြစ်ပါတယ်တက်မလားဟုတ်ပါပြီရှင်အဲ့ဒါဆိုလို့ရှိရင်တအားသမလို့တွေကတသိန်းကနေပြီးတော့ရာဂရီတိဂရီတွေကိုမင်းတို့တွေသဘောပေါက်နားလည်ပါပြီလို့တည်ချက်ချင်ပါတယ်အဲ့တော့ပြီးပါပြီဆိုလို့ရှိရင်เนาะဒီကျေတို့ကလေ့ကျင့်ခန်းလေးကိုဆက်သွားလိုက်ကြရအောင်အဲ့တော့တအားသမလို့လေ့ကျင့်ခန်းနံပါတ်4တာမျက်နှာ6မှာရှိပါတယ်ရှင် ကဲအဲ့တော့ခြေရုကသသိန်းကနေပြီးတော့မှတရားကလေးတိဂိန်းလေးတွေကိုဘယ်လိုလုပ်ရလဲတီးသွားပြီးရေတဝါးပြီးဖတ်တော်ပြီးအစရည်လည်းလုတ်တော်ပြီးဆိုတော့သူတို့နဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပါမယ်အဲ့တော့ဒီဂိန်းမြင့်ကိုကြည့်လိုက်ပါဟေ့ဂိန်းမြင့်ကိုကြည့်လိုက်ပါဒါလေးက၃ညဒီနေရာလေးက၅သိန်းနဲ့ဒီနေရာလေးကသသန်းနဲ့အဲ့တော့ကြည့်မယ်၁၂၃၄၅၅သိန်းရှိတဲ့နေရာ၅သိန်းဆိုတော့၃သိန်းရှိတဲ့နေရာကဘယ်လောက်လဲ yes သသိန်းဖြစ်ပါတယ်သသိန်း အဲ့ဆိုရင်9သိန်းပြီးသွားတော့6သိန်း9သိန်းဒီနေရာလေးကဘယ်လောက်ဖြစ်မလဲ8သိန်းပေါ့မှန်ပါတယ်8သိန်းဟုတ်ပြီเนาะကြည့်ပြီးသားပြီဆိုရင်တော့နမတ်ခါခွေလေးကိုသွားရအောင်ဘာလို့တမလို့ရေဒီတစိကတသန်းနဲ့အဲ့တော့တသန်းဆိုတော့1 2 3 4 5 5စိတ်နေရဆိုတော့5သန်းပေါ့မှန်ပါတယ်5သန်း5သန်းပြီးသားတော့6သန်း8သန်းပေါ့เนาะ8သန်း โอเคနံပါတ်ကငယ်သွားရအောင်ဒီနေရာလေးက9ကလေးတဲ့အဲ့တော့1 2 3 4 5 5စိတ်က9ကလေးဆိုရင်1 2 3 30ရဘယ်လောက်လဲ3ကလေးပေါ့အဲ့တော့ဟုတ်ပြီ3ကလေး5ကလေး6ကလေး8ကလေးဒီနေရာလေးက8ကလေးပေါ့โอเค9ကလေး10ကလေးဖြစ်ပါတယ်10ကလေးပြီးတော့17ကလေး12ကလေးဟုတ်လားမှန်ပါတယ်12ကလေး12ကလေးဖြစ်ပါတယ်เนาะ ရမလားတစက်နှစ်ဂတိဒါလေးကမိကိုနမဘယ်လောက်လဲအော်သရိကံတုံးလေးတဲ့ကနံပါတ်၄ဖြစ်ပါတယ်နော်ဟုတ်ပါပြီတစက်နှစ်ဂတိကနမကကြီးဟဲ့အဲ့တော့တမလို့ဒီနေရာလေးက90ဂတိတဲ့90ဂတိဆိုတော့1 2 3 4 5အစိတ်90က90ဂတိဆိုရင် တစ်စိတ်ကဘယ်လောက်လဲ10ဂတိပေါ့10ဂတိ ဟုတ်ပြီเนาะအဲ့တော့50 30ကလေး20ကလေး30 40 50 60 60ဒီညလေးကဘယ်လောက်ဖြစ်မလဲ80ကတိပါရှင့်80ကတိโอเคတဘောပေါက်ပြီလားအဲ့တော့တသိန်းကနေပြီးတော့တရာအထိတရာကလေးအထိဂိမ်းနေဒီကိုဂိမ်းမြင်ပေါ်မှာနေရာချခဲ့ပြီးသွားပြီအဲဆိုရင်နံပါတ်ကိုခွက်လက်တွေထဲမှာ greater than သူမဟုတ် less than ကိုဖြည့်ပါဒီချက်ဒီနေ့ဗီဒီယိုလေးမှာနည်းနည်းအတန်တူး မယ်လို့ထင်တယ်နော်အဲ့တော့အတန်တိုးရဆိုရင်ဒီချက်ကိုအာတစ်ချက်လောက်သိခံပြီးတော့နားထောင်ပြီးပါဘာဖြစ်လို့ဆိုဒီချက်မှာကဒီချက်စတင်တာတွေအရင်များတယ် online class တွေအရင်များတဲ့အတွက်ကြောင့်မို့လို့ဒီချက်အတန်ကြိုးတွန့်နေအမ် အားလေးဖြစ်နေရပေါ့နော်အဲ့တော့ဒီချာနည်းနည်းစတင်တာလေးတွေများတယ်စကားပြောတာလေးတွေများတယ်ဆိုရင်အဲ့လိုအတန်းဝင်ဝင်သွားတတ်တယ်အဲ့ကြောင့်ဒီချာထိမ့်ပြီးတော့ပြောနေရတာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုဒီချာကိုနည်းနည်းလေးတော့သိခင်ပေးပါအကဲ့ရအတန်းမတိုးဆိုရင်တော့ is no problem နော်ဟုတ်ပြီနော်ဘာမှမဖြစ်ဘူးဟုတ်ပြီကဲအဲဆိုလို့ရှိရင် greater than သို့မဟုတ် less than ထက်ကြီးသည်သို့မဟုတ်အောက်ငယ်သည်ကိုဖြည့်ပါတဲ့အဲ့တော့ ဟက်ကြီးဒီအောင်ငယ်ဒီဆိုလို့ရှိရင်ဒီကျဲရူကဂိမ်းတွေကိုနိုင်ရှင်တဲ့အခါမှာကြီးတဲ့ဂိမ်းဘက်ကိုပါဇက်လေးဟပေးလိုက်ရပါပြီရှင်အဲ့တော့နမကကြီးအဲ့တော့ဂိမ်းလေးတွေကိုနိုင်ရှင်မယ်ခု10ရာထောင်တောင်းသိခု10ရာထောင်တောင်းသိโอเคအတူတူပဲအဲ့နိုင်ရှင်ဒီကျဲရူအရှိဆုံးကနေပြီးတော့မှစနိုင်ရှင်ရပါမယ်အကြီးဆုံးနေရာလိုက်တယ်မို့နေရာနေနိုင်ရှင်ရပါမယ်အဲ့ဒါကြောင့်ဒီမှာက6ဒီမှာက6တူနေပြီတူနေရင်အနောက်ကိုဆင်းမယ်ဟိဒီမှာက9ဒီမှာက9တူလဲတူနေတယ်အနောက် က်ဆင်မယ်သူနေသူကကိုသူကကိုသူနေရပဲအနောက်ဆက်ဆင်မယ်ဒီမှာနှစ်ဒီမှာလေးမတူတော့ဘူးဖေနှစ်နဲ့လေးနဲ့ဘာသူကြည့်လဲလေးကကြည့်တယ်အဲ့ဒါကြောင့်မလို့ကြည့်တဲ့ဘက်ကိုပါဇက်လေးဟပီးလိုက်ရုံပါပဲဟုတ်ကဲ့နမခကွေကကိန်းတွေကိုနှိုင်းရှင်မဲ့ဆိုရင်သူတို့ကဘလိုကိန်းနေလဲဆိုတော့အရင်ဆုံးတုတ်ကြည့်မယ်နော်ခု၁၀ရာထောင်တောင်းသိန်းတန်းဂရီ ခုစေရာထောင်တောင်တိမ်တမ်းပဲရှိတယ်ဒီမှာကဂရေတိဒီမှာကတန်းတိဆိုဂတိကကြီးနေရပေါ့ကြီးတဲ့ပါဇက်ဟပီးလိုက်ရောမှာပဲနမကငဟိခုစေရာထောင်တောင်တိမ်တမ်းဂရေခုစေရာထောင်တောင်တိမ်တမ်းဂရေဟောအတူတူပဲโอเคနိုင်ရှင်မဲနိ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 တုံညာ နှစ်မတူတော့ဘူး၃ညနဲ့နှစ်နဲ့ဘယ်သူကြီးလဲနှစ်ကကြီးပါတယ်ကြီးတဲ့ဘက်ကိုပါဇက်ဟာပေးလိုက်နမကကြီးဟိဒီမှာကနှစ်ကလေးဒီမှာက၉သန်းနဲ့နှစ်ကလေးနဲ့၉သန်းနဲ့ဘယ်သူကြီးတယ်လဲဟုတ်တာပေါ့နှစ်ကလေးကကြီးတော့နှစ်ကလေးဘက်ကိုဘာလို့ပေးလိုက်ရုံနဲ့လဲပါဇက်ကလေးဟာပေးလိုက်ရုံမှာပဲဟုတ်ပါရဲ့အဲ့ဒါဆိုရင်နမ30လေးတွက်လိုက်ကြရအောင်နမ30ကကြီးရတတရတမလို့ရ3သိန်းနဲ့5သိန်းနဲ့ပေါင်းရင်ဘယ်လောက်ရတယ်လဲ ရဲ့ရှစ်သိန်းတိတ်ငင်တိတ်ငင်အတူတူပဲเนาะဖတ်စာအုပ်ထဲမှာပဲအဖြေရေးလိုက်ပါရှစ်သိန်းโอเคနမခါခွေကိုးတန်းနေက၄တန်းကိုနှုတ်ပါမယ်ဘယ်နှတန်းကြံတယ်လဲမှန်တော့ဗော၅တန်းပဲကြံတာဗောအမျိုးစားချင်းတူတော့ချက်ချင်း direct နှုတ်လို့ရပါတယ်ခက်ပြီးတော့နမခါငယ်စနစ်ကလေးနဲ့26ကလေးပေါင်းပါမယ်ရှင်အဲ့တော့နှကိုထုံးစံအတိုင်းပဲเนาะစနစ်နဲ့ဒီချေတို့26နဲ့ပေါင်းပါမယ် ညနဲ့6နဲ့ပေါင်းလိုက်တော့8ညနဲ့2နဲ့ပေါင်းလိုက်တော့3အဲ့တော့အဖြေက38ဂတိပါရှင့် โอเคကပ်ပြီးသားပြီဆိုရင်တော့နမကကြီး80ဂရီတွေက38ဂရီကိုနှုတ်အောင်အဲ့တော့အကြမ်းနဲ့မှာ80တွေကနေ38ကိုဒီချေလို့နှုတ်ကြည့်ပါပြီနှုတ်လိုက်တော့ဒါက3ညဆိုနှုတ်လောက်တော့30ချီဒါက9ဖြစ်မယ်ဒါက30 30နဲ့9နဲ့ပေါင်းလိုက်တော့အော်30တွေက9ကိုနှုတ်တော့3 9တွေက3ကိုနှုတ်တော့4အဲ့ဒါကြောင့်ဖြေဘယ်လောက်ရမလဲ53ဂရီရပါမယ်ရှင့်ရမလား ဟုတ်ပါပြီအဲဆိုလို့ရှိရင်နံပါတ်7ကိုသွားလိုက်ကြရအောင်ဟိနံပါတ်7 okay ဥစ္စာလေးဖတ်ကြည့်ကြရအောင် nếu trong nhiều tuyến khi cố gắng được gần nè, bỏ lòng quên được quên sau lộ nhận xì gì ya, chứ nó sẽ ngã cái này nè, sau sẽ sẽ cái gì ở tí tí công trạng như thế đi. Sư sư bảo người chế nhìn nhạc lộ ở tầm này, ở nhiều trong nhiều mà đi chơi rồi, khi cố gắng được gần nè, bỏ lòng quên được quên sau mẹ, ở rồi khi cố gắng yên đặt mũ gà, nó sẽ ngã cái gì bộ, Bỏ lòng quên yên đặt mũ gà, sau sẽ sẽ cái này bộ. Sư sư bảo bà lão công trạng này ra tí chế nhé, ở đây nó sẽ ngã cái này nè, sau sẽ sẽ cái này, bà lão bị lại yếu mẹ nè, yes, bảo bị lại yếu mẹ, ဲ့ဒါကြောင့်မို့လို့ဒီ chair တွေကလာအဲပုတ်စာလေးကိုတော့ဖတ်စာအဲတင်ချတွက်တဲ့စာအုပ်ထဲမှာတွက်မယ်နော်အဲ့တော့ဒီမှာပါရှင်တရံအဲ့တော့တအားတို့တမလို့က7ပုံမှလို့တက်ပြီးပါအဲ့တော့ဒီချက်တို့ကပေးချက်မေးချက်တွေမရတော့ဘူးညီမချင်းရေးမယ်တွတ်မယ်အဖြေထိုးမယ်โอเคညီမချင်းရေးမယ်ဆိုဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းပါလဲ25ကတိအပေါင်း68ကတိ ဟုတ်ပြီနော်အငင်းဘလောက်လဲအဲ့တော့25ကဒေနဲ့68ကဒေနဲ့ပေါင်းလိုက်ကြရအောင်ဟေးအဲ့တော့အငီထိုးပါပြီကဲပေါင်းမယ်ပေါင်းတော့နို့အာဒေါင်းလိုက် ပေါင်းခြင်းလည်းရပါတယ်နော်အဲ့ဒီချက်အမင်းတို့လေကောင်းလို့ဒေါင်းလိုက်ပေါင်းပြမယ်25နဲ့68နဲ့ပေါင်းပြီးဒီမှာကမင်းတို့နားလဲအောင်ဂတိဂတိလို့ထည့်လိုက်ပေါ့နော်โอเค ကဲတောင်းလိုက်လေးပေါင်ကြည့်မယ်ဟေ့ပေါင်9နဲ့10နဲ့ပေါင်တော့ဆက်3 3ရေးတက်တယ်ပါပြီရှင်အဲ့တော့ဒီမှာကကိုတင်းနဲ့3နဲ့2နဲ့10နဲ့ပေါင်တော့3 3နဲ့6နဲ့ပေါင်တော့ဘယ်လောက်လဲကိုအဲ့ဒါကြောင့်ဘယ်လောက်ကလေးရမှာလဲ93ကတိရပါမယ်ရှင့်။ Okay ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့အပြေမှာစာသားရေးပေးပါ။အပြေပုံမှာနှစ်ခုချမယ်။စုစုပေါင်းငွေချေမြင်များလိုအပ်မြင်နေဆိုတော့စုစုပေါင်း လိုအပ်မည်ငွေကြေးဘလောက်လိုအပ်ပါတလဲ63ကတိမှန်ပါရဲ့ရှင် yes ရပါပြီနော် kr ဆိုလို့ရှင်တီချယ်တို့တွေကအမင်းတို့ကမပြီးသေးဘူးဆိုတော့တီချယ်ဗီဒီယိုလေးကိုရက်ပြီးတော့လုပ်ပြီနော်အဲ့တော့တီချယ်တို့တွေကတသိန်းကနေပြီးတော့တရာကတိအထိ နော်ဂိမ်းလေးတွေကိုဂိမ်းမြင့်ပေါ်မှာနေရာချခဲ့ပြီးပြီးနိုင်ရှင်ခဲ့ပြီးပြီးဒိုရီအပေါင်းအနှုတ်တွေလုတ်ခဲ့ပြီးပြီးအာဆိုလို့ရှင်ဒီဗီဒီယိုလေးကိုဒီနေရာမှာခဏလေးရပ်မယ်မင်းတို့တွေလုတ်ခဲ့ပြီးရဲ့စာမျက်နှာလေးတွေကိုဒီချက်ကိုတပုံရပ်ပြီးတော့အဲ Telegram မှာပဲဖြစ်ဖြစ် message အဒီဗီဒီယိုရဲ့အောက်မှာပဲဖြစ်ဖြစ်ဒီချက်ကို comment လေးမှာ man ပေးပါရှင့်ဟုတ်ပြီနော်အဲဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်โอเคတတား